ကျွန်တော်ကတော့အထူးထူးထူးကုသမားတော့ဒေါက်တာမိုးအောင်ကျော်နိုင်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကိုဗစ်ဗိုင်းရပ်စ်ပိုးရှိသူတူတွေ့ရှိကြောင်းမေလ20ရက်နေ့ကထုတ်ပြန်ထားတာရှိပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ယခုအခါထိုင်းနိုင်ငံနဲ့တခြားနိုင်ငံတွေမှာပြန့်နှံ့ကူးစက်နေတဲ့ကိုဗစ်မျိုးစိတ်ကွဲ HEC အကြောင်းကိုဘူတုဒအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်။ တော့ Omicron virus ကဆိုရင်2021လနှစ်ဆုံးပိုင်းမှာစတင်ခဲ့ပြီမြဲသူ့ရဲ့မျိုးစိတ်ကွဲတွေအားဆိုလို့ရှိရင်မျိုးပေါင်းများစွာကွဲပြီးတော့ကမ္ဘာအနှံ့ပြန့်နှံ့ပြီးတော့ရောဂါပိုးကိုကူးစက်စေဆဲပဲဖြစ်ပါတယ်။ Omicron virus ကမူလ virus တွေထဲစာလို့ရှိရင်ရောဂါပြင်းထန်မှုမှာညှော်နေတော့လဲကူးစက်မှုမှာမြန်ဆန်တာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ Omicron ရဲ့မျိုးစိတ်ကွဲတွေအနေနဲ့ကလည်းပဲရောဂါပိုးမပြင်းထန်တော့လဲပဲ ူးဆက်မှုနှုန်းမြန်တဲ့အခါမှာတကဘာလုံးအနှံ့မှာယောဂါတွေဆက်လက်ပြီးတော့ဖြစ်ပွားစေပါတယ်။အဲ့ဒီထဲမှာပိုပြီးကူးဆက်မြန်တဲ့ဟာတွေဆိုလို့ရှိရင်ကမ္ဘာနိုင်ငံတော်တော်များများကိုပြန်တန်ရောက်ရှိတဲ့အခါမှာဒီ dominant variant ဆိုပြီးတော့သတ်မှတ်ပြီးတော့စောင့်ကြည့်ရတာတွေရှိပါတယ်။အခု2024ခုနှစ်မှာဆိုလို့ရှိရင်တော့ Omicron ရဲ့မျိုးစိတ်ကွဲ XEC နဲ့ JN1 တို့ ਆ ဆိုလို့ရှိရင်ကမ္ဘာပေါ်မှာအဖြစ်အများဆုံးဒီ Omicron ရဲ့မျိုးစိတ်ကွဲများဖြစ်ပါတယ်။ဒါကြောင့်မလို့ဖေဖော်ဝါရီ 2025မှာဆိုလို့ရှိရင်ဒီကဘာပေါ်မှာပြန့်နှံ့နေကိုဗစ်ရောဂါများရဲ့တဝက်ကဆိုလို့ရှိရင် ACC virus ကြောင့်ဖြစ်ပြီးတော့ဒီကြံတဲ့တော်တော်များများဟာဆိုလို့ရှိရင် GN1 ကြောင့်ဖြစ်ပါတယ်။အဲ့တော့ ACC virus ကဆိုလို့ရှိရင် Omicron ရဲ့မျိုးစိတ်ကွဲ KP33 နဲ့ KS11 ဆိုတဲ့မျိုးစိတ်ကွဲနှစ်ခု ပေါင်းဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့မျိုးစိတ်ကွဲအသစ်ဖြစ်ပါတယ်။ဒါကြောင့်မလို့ကူးဆက်နှုံးမှလည်းအများဆုံးဖြစ်နေတာကိုတွေ့ရပါတယ်။အဲ့တော့ဒီ ACC မျိုးစိတ်ကွဲရဆိုလို့ရှိရင် Omicron virus ရဲ့မျိုးစိတ်ကွဲဖြစ်တဲ့အတွက်ကြောင့်မူရင် Omicron virus မှာတွေ့တဲ့လက္ခဏာတွေအတိုင်းပဲထူးထူးခြားခြားပြောင်းလဲမှုမရှိဘူးလို့ဆိုပါတယ်။ အဲ့တော့လက္ခဏာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဖျားတာနုံတာတွေရှိတယ်ခေါင်းကိုက်ကိုလက်ကိုက်တာတွေရှိတယ်နှာစီးနှာရည်ရိုးနှာခေါင်းပိတ်တာဖြစ်နိုင်တယ်ချောင်းဆိုးလေချောင်းတာဖြစ်နိုင်တယ်ပြို့ရာရဲ့နောက်တကအန်နာတို့ဝန်းလျှောတာတို့ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့လူတယောက်ထဲမှာဒီလက္ခဏာတွေအားလုံးအကုန်လုံးရှိရမယ်လို့မဆိုလိုဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့တွေမှာတစ်ချက်နှစ်ချက်ပဲရှိပြီးတော့ဒီအဲကိုဗစ်ပိုးတွေ့ရှိတာလည်းရှိတယ်ဒါပေမဲ့တချို့တွေကြတော့လေ ဲလက္ခဏာတွေရှိတယ်ကိုဗစ်လက္ခဏာနဲ့တန်တရားရှိတယ်လို့ကျွန်တော်တို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်မဖြစ်နိုင်ဘူးဖျားတာမရှိဘူးလို့ပြောပါတယ်ပေါ့နော်အဲ့တော့ဖျားတာမရှိပဲလဲနှာစီးချောင်းဆိုးနဲ့ပဲလဲဒီအဲကိုဗစ်ပိုးရှိနေတာရှိနိုင်ပါတယ်ပေါ့နော်အဲ့တော့လက္ခဏာတွေအားဖြင့်တော့အတူတူပါပဲအဲ့တော့အခုဖြစ်ပွားနေတဲ့ Omicron မျိုးစိတ်ကွဲရဆိုလို့ရှိရင်ဒီကူးစက်မြန်ပြီးတော့ပြန့်နှံ့မှုအပိုင်းမှာအဲလင်းလင်းမြန်မြန်ပြန့်နှံ့နေပေါ့နော်ဒါပေမဲ့ ယောဂပြင်းထန်မှုအပိုင်းမှာတော့ညှော်နေလာတယ်ဆိုတာတွေ့ရပါတယ်။ဆိုတော့အဲ့ဒါဘာကြောင့်ဖြစ်ရလဲဆိုရဲလေးလာတွေးဆချက်မှာတစ်ခုကတော့ဒီ Delta virus ကဆိုလို့ရှိရင်အသက်ရှူလမ်းကြောင်းအောက်ပိုင်းပေါ့နော်အထူးသဖြင့်အဆုတ်ကိုတိုက်ခိုက်တဲ့အကြောင်းအောက်ဆီဂျင်တွေကျနမိုးနီးယားဝင်ပြီးတော့သေဆုံးကြရတာဖြစ်ပါတယ်။ဒီ Omicron မျိုးစိတ်တွေကတော့အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းဖြစ်တဲ့ဒီနှာခေါင်းနဲ့အာခေါင်းမှာပဲအဓိကတိုက်ခိုက်တဲ့အကြောင်း နာစည်းနှာခေါင်းပိတ်အနံ့ရတာပြောက်ချောင်းဆိုးလေချောင်းတာဆိုတဲ့လက္ခဏာတွေဖြစ်ပြီးတော့ယောဂပြင်းထန်မှုအပိုင်းမှာတော့ညှော့နေတယ်တက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာဖြစ်တဲ့အတွက်ကြောင့်နာစည်းချောင်းဆိုးနှာကြီးစကားပြောရတာသင်းလင်းလင်းမြန်မြန်ကူးဆက်နိုင်တဲ့အတွက်ကူးဆက်မှုပိုင်းမှာပိုပြီးလင်းမြန်တယ်ဆိုတာတွေ့ရပါတယ်အဲ့တော့အီမီတုတ်ကိုရဲ့လက္ခဏာတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် ဖြားတာပါတယ်ခေါင်းကိုက်ကိုလည်းကိုက်ပါတယ်နှာစည်းချောင်းစိုးလည်ချောင်းတာပါတယ်ပေါ့နော်အဲ့တော့ဒီချက်တွေကတော့သွားတူနေတာပေါ့နော်အဲ့ဒီထဲမှာမှမတကယ်၍အနံ့ရတာပြက်တာပျောက်တာနဲ့တွဲမယ်ဆိုလို့ရှိရင်တော့ဒါကိုဗစ်ဖြစ်နိုင်ကြီးပိုများတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲလူတယောက်အခုချိန်မှာဖြားနာခေါင်းကိုက်လည်ချောင်းနာအောင်နဲ့သူ့ကိုအဲတုတ်ကွေးဖြစ်တာလားအဲကိုဗစ်ရောဂါကြောင့်ဖြစ်တာလားဆိုတာခွဲခြားပြောဖို့ခက်ပါတယ်ဒီနှာခေါင်းကို ဟိုတိုးပတ်နဲ့တိုးပြီးတော့စစ်ဆေးပြီးမှသာလျှင်ဒါကိုဗစ်ဟုတ်တယ်မဟုတ်ဘူးပြောနိုင်မှာဖြစ်ပါတယ်အော် ACC မျိုးစိတ်ကွဲကြောင်းမပြောခင်မှာကျွန်တော်တို့ Omicron virus ကြောင်းလေးနည်းနည်းပြောခြင်းတယ်ပေါ့နော်အော် Omicron virus မျိုးကွဲရဆိုလို့ရှိရင် COVID တွေအားလုံးထဲမှာကူးစက်မှုအများဆုံး ိုးကွဲဖြစ်ကြောင်းသတ်မှတ်ထားတာရှိပါတယ်။ဘာဖြစ်လို့လဲဆိုရင် तू ဟာဒီ immune invasion လို့ခေါ်တဲ့ကိုယ်ခံစနစ်ကိုကျော်လွှားဝင်ရောက်နိုင်တဲ့အတွက်ကြောင့်မလို့ကာကွယ်ဆေးထိုးပြီးသားများကရောဂါဖြစ်ပြီးသူများပါပြန်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။အဲ့တော့ covid ရင်ဖြစ်ခဲ့တဲ့ delta မျိုးကွဲဟာဆိုလို့ရှိရင်လေကူးစက်မှုမြန်တဲ့အခါမှာမူရင်း alpha ထက်ကိုအစပေါင်း200ကျော်ကူးစက်မှုမြန်တယ်ဆိုပြီးတွေးရှိထားပါတယ်။ အခုတွေ့ရှိတဲ့ Omicron မျိုးကွဲရဆိုလို့ရှင်တော့ခုနမြန်မာရဲဆိုတော့ Delta မျိုးကွဲထက်ကိုနှစ်ဆကနေလေးဆကူးစက်မှုမြန်တယ်လို့ဆိုပါတယ်။ဒါကြောင့်မလို့ ACC မျိုးစိတ်ကွဲရလဲ Omicron နီးတူပဲသူဒီကူးစက်မှုမြန်တဲ့အထဲမှာပါပါတယ်။ဒါကြောင့်မလို့တကောအလုံးမှာလွှမ်းမိုးပြီးဖြစ်များဆုံး virus ဖြစ်နေတာဖြစ်ပါတယ်။အဲ့တော့ပြန်ပြီးပြောမယ်ဆိုရင်တော့ ACC မျိုးစိတ်ကွဲရဆို Omicron မျိုးစိတ်ကွဲတဲ့မှာမှကူးစက်မှုကိုပုံမြန်စေတဲ့အထဲမှာပါဝင်ပါတယ်။ ဆိုတော့ကျားတို့ပြောနေကြစကားရှိပါတယ်ကိုဗစ်ကကိုဗစ်ပါပဲပေါ့နော်အဲ့တော့သူ့ဘာသူဒယ်လ်တာမျိုးကွဲဖြစ်ဖြစ်ဒီအိုမီခရွန်မျိုးကွဲပဲဖြစ်ဖြစ်ဒီယောဂမဖြစ်ဘူးတဲ့သူတွေကာကွယ်ဆေးမထိုးထားတဲ့သူတွေဆိုရင်တော့သူတို့ဒီအသစ်ပဲဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီလိုလူတွေမှာယောဂပြင်ထန်တာတွေ့ရတယ်ပေါ့နော်အဲ့တော့ AC virus ဖြစ်တဲ့လူတွေကိုစနစ်တကျလေးလာကြည့်တဲ့အခါမှာတော့ယောဂပြင်ထန်တဲ့သူတွေကဘယ်လိုသူတွေလဲဆိုလို့ရှိရင်အသက်85နှစ်ကျော်လူကြီးတွေနာတာရှိယောဂအခန်းရှိတဲ့ သူတွေရဲ့နောက်တစ်ခါကိုခံစနစ်ကိုခုခံစည်းဝါးတောက်သုံးနေရတဲ့သူတွေမှာယောဂပြင်းထန်ပြီးတော့သေဆုံးတဲ့အထိဖြစ်နေတာတွေ့ပါတယ်။နောက်တစ်ဖွဲ့ကတော့ဒီကာကွယ်ဆေးမထိုးထားတဲ့သူတွေနဲ့ကလေးငယ်များမှာလည်းပြင်းထန်မှုရှိတယ်ဆိုတာတွေ့ရှိထားပါတယ်။ တော့ကာကွယ်ဆေးထိုးပြီးသူများရဲ့ခုခံကာကွယ်တဲ့စနစ်ကိုလေ့လာကြည့်တဲ့အခါမှာကာကွယ်ဆေးထိုးပြီး3လကနေ6လကြာမြင့်တဲ့အခါမှာဒီခုခံမှုစနစ်ကတဖြည်းဖြည်းကျဆင်းလာတာကိုတွေ့ရပါတယ်။ဒါကြောင့်ကာကွယ်ဆေးစပေါ်ကလေးကစပြီး6လသို့မဟုတ်တစ်နှစ်ကြာတဲ့အခါမှာ booster dose အနေနဲ့ထပ်မံထိုးနှစ်သင့်တယ်လို့ဒီအကြံပြုထားတာရှိပါတယ်။ အခုဆိုရင်လည်းပဲဒီ2024 2025အတွက်ထုတ်လုပ်ထားတဲ့ကိုဗစ်ကာကွယ်ဆေးထိုးထားမယ်ဆိုလို့ရှိရင်ဒီ HCC မျိုးစိတ်ကွဲကိုကာကွယ်နိုင်စွမ်းရှိတယ်လို့ပြောပါတယ်ဒါကြောင့်မလို့ဒီကိုဗစ်ရောဂါပြင်းထန်စွာခံစားရနိုင်တဲ့ risk group အုပ်စုပါဆိုလို့ရှိရင်ကာကွယ်ဆေးကို6လနဲ့တစ်နှစ်ကြာမှတစ်ချိန်စီထိုးနှံဖို့အတွက်ကိုအကြံပြုကြပါတယ် ုချိန်မှာဖျားပြီဆိုရင်မိုးကြလည်းဖြစ်တယ်တဖက်ကတုတ်ကွေးရသည်လည်းဖြစ်တယ်တဖက်မှာတော့ဆရာတို့ကကိုဗစ် -19 ကလည်းကိုအိမ်နာချင်းနိုင်ငံတွေမှာဖြစ်နိုင်တဲ့အတွက်ဗမာပြည်ကိုရောက်ရှိနေပြီလို့ပဲယူဆရပါတယ်ဒါကြောင့်မလို့ဒီချိန်မှာဖျားတဲ့လူတွေမှန်သမျှသည်ကို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 ဗစ်ဗိုင်းရပ်စ်ဝင်ရောက်တယ်လို့ယူဆပြီးတော့ကာကွယ်တဲ့နည်းတွေကုသတဲ့နည်းတွေကိုဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့တော့ပထမအနေနဲ့ဒီဖျားနာတဲ့သူတွေအနေနဲ့ဘာတွေဆောင်ရွက်တင်လဲဆိုတာဆရာအနေနဲ့ပြောပါမယ် တော့နံပါတ်1အနေနဲ့ဖြားနာတဲ့သူတွေအနေနဲ့ကိုကိုကိုခန္ဓာကိုယ်ထဲမှာဒီဖလူဗိုင်းရပ်စ်တော်၎င်း COVID ဗိုင်းရပ်စ်တော်၎င်းဝင်ရောက်နေတယ်လို့ယူဆရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဗိုင်းရပ်စ်ကတခြားသူတွေပြန်ပွားမှုမရှိအောင်နေထိုင်ရမှာဖြစ်ပါတယ်အဲ့တော့ပထမဘာလို့ရမလဲဆိုတော့ဖြားနာတဲ့သူတွေချောင်းဆိုးတဲ့သူတွေအနေနဲ့လူစုလူဝေးရှိတဲ့နေရာကိုမသွားသင့်ဘူး။သွားမယ်ဆိုရင်နှာခေါင်းစည်းတက်ရပါမယ်။အဲ့ဒီနှာခေါင်းစည်းကသူများစီကပိုကိုစီဝင်မှုမဟုတ်ဘဲနဲ့ကိုစီကပိုအပြင်မထွက်အောင်ဒါစီပိုပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ဒီ symptomatic treatment လို့ခေါ်တဲ့ကုသမှုတွေကိုခံယူလို့ရပါတယ်အဲ့တော့ဖျားတယ်ချောင်းဆိုးတယ်ဆိုရင်ဖျားနာပျောက်စေးချောင်းဆိုးပျောက်စေးတွေပေါက်သုံးထားလို့ရပါတယ်အကယ်၍များဒီဖျားနာချောင်းဆိုးတဲ့သူသည်ဆရာတို့ရှေ့မှာပြောခဲ့တဲ့ risk factor လို့ခေါ်တဲ့အန္တရာယ်ရှိတဲ့အုပ်စုတွေမှာပါဝင်နေမယ်ဆိုရင်တော့ဒီ COVID-19 ကိုစစ်ဆေးတင်ပါတယ်။ COVID စစ်ဆေးပြီးတဲ့အခါမှာအကယ်၍ပိုးရှိတယ်ဆိုရင် ဆရာဝန်နဲ့စနစ်တကျကုသမှုခံယူဖို့လိုပါတယ်။ဒါကတော့ဖျားနာသူတွေအနေနဲ့ဆောင်ရွက်တင်တာပေါ့နော်။အဲ့တော့အခုချိန်မှာကြံတဲ့မည်သူမဆိုမဖျားနာတဲ့သူတွေအနေနဲ့ကလည်းကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ဗိုင်းရပ်စ်ကြီးခန္ဓာကိုယ်ထဲမရှိအောင်အခုချိန်မှာကာကွယ်တားဆီးဖို့လိုအပ်နေပြီပေါ့။အဲ့တော့သူတယောက်ကဆိုရင်ဒီပိုးတွေမဝင်အောင်လူစုလူဝေးဆေးရုံဆေးပေကံသွားတဲ့အခါမှာလူတိုင်းအခုချိန်မှာနှာခေါင်းစီး တက်သက်မိဖြစ်ပါတယ်နောက်တစ်ခုကတော့ယောဂကာဝေးင်းမှာရေးကြီးတဲ့မိမိရဲ့လက်ကိုဒီစက္ကန့်20စနစ်တကျသေးချာဆေးကြောဖို့လိုအပ်ပါတယ်နောက်တစ်ခါလက်မိမိလက်ကိုမဆေးဘဲနဲ့ကိုယ့်ရဲ့မျက်နှာနှာခေါင်းနှာကိုအဲကင်တွယ်ခြင်းမပြုဖို့တဲ့ကာကွယ်တဲ့နေရာမှာအရေးကြီးတဲ့အချက်နဲ့ပါဝင်ပါတယ်ပေါ့နော်အကယ်၍များဖြားနာခဲ့ရင်တော့ဒီဆရာဝန်နဲ့တိုင်ပင်ပြီးတော့ကုသမှု ခံယူရမှာပဲဖြစ်ပါတယ်။ဆေးဝါးကုသမှုအနေနဲ့ဆိုရင်တော့ symptomatic လို့ခေါ်တဲ့ကိုခံစားရတဲ့လက္ခဏာပျောက်ကင်းရအောင်သုံးတဲ့ဆေးဝါးတွေနောက်တစ်ခုအနေနဲ့ကတော့ပိုးသက်ဆေးပေါ့နော်။အဲ့တော့ပိုးသက်ဆေးမှာ antibiotics လို့ခေါ်တဲ့ breed ဆေးဝါးပိုးသက်ဆေးရှိတယ်။ antiviral လို့ခေါ်တဲ့ဒီကိုဗစ်ကာကွယ်ဆေးကုသတဲ့ဆေးတွေရှိတယ်ပေါ့နော်။အဲ့တော့ဒီဆေးတွေသုံးသင့်မသုံးသင့်ကရှားဝင်တဲ့အချိန်မှာပါမယ်။ဘာဖြစ်လို့လဲဆိုရင်ကိုဗစ် အတွက်သုံးတဲ့တောက်ဆေးမျိုးစားဆိုလို့ရှိရင်ယောဂလက္ခဏာပြပြီး9ရက်အတွင်းမှာတောင်းပါတာလင်ထိရောက်မှုရှိတယ်လို့ဆိုပါတယ်အဲ့တော့ဒီအချက်တွေကိုဘသူတွေနဲ့သတိထားသင့်လဲဆိုတော့ရှေ့မှာဇာတ်လို့ပြောခဲ့တယ်ကိုဗစ်ပိုးဝင်ရောက်ရင်အန္တရာယ်ရှိနိုင်သူများအုပ်စုပေါ့အဲ့တော့အာကွယ်ဆေးမထိုးထားတဲ့သူတွေနာတာရှည်ယောဂအခန့်ရှိတဲ့လူတွေအသက်85နှစ်နဲ့အထက်လူကြီးတွေအသက်၄နှစ်ရောက်လူငယ်တွေเนาะနောက်တစ်ခုကတော့ကုသမှုခံယူနေတဲ့လူတွေပေါ့เนาะကိုခံစနစ်ကို ခုနိုင်တဲ့ဆေးတွေတောက်သုံးတဲ့သူတွေမှာဆိုရင်တော့ကိုယ်ရောဂါလက္ခဏာခံစားရရင်ငါးရက်အတွင်းမှာကိုဗစ် virus ကူးစက်မှုရှိမရှိစစ်ဆေးသင့်တယ်ရှိခဲ့တယ်ဆိုလို့ရှိရင်တော့ဆရာအောင်နဲ့တိုင်ပင်ပြီးတော့ antiviral drugs တွေတောက်သုံးတင်သလားထိုးနှံတင်သလားဆိုတာကိုဆုံးဖြတ်ရမှာပဲဖြစ်ပါတယ် အဲ့တော့ ACC မျိုးစိတ်ကွဲရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ COVID-19 ညာဆိုလို့ရှိရင်သူကလှိုင်းလိုက်လာကြတယ်ဆိုပြီးတော့သုံးတယ်ပေါ့နော်လှိုင်းလိုက်ဆိုတာကူးစက်မှုများတဲ့ချိန်ဖြစ်တယ်နောက်တစ်ခါယောဂဖြစ်တဲ့လူသေဆုံးတဲ့သူတွေရှိတယ်ပျောက်ကင်းသွားတဲ့လူရှိတယ်ခဏငြိမ်သက်သွားတယ်နောက်တစ်ခါမှအဲကူးစက်မြန်တဲ့မျိုးစိတ်ကွဲပေါ်လာတဲ့အခါမှာကူးစက်ပြီးလူများတပြိုင်တည်းကူးစက်တဲ့အခါပြန်ပြီးတော့ဂရုစိုက်မိလာတယ်ကာကွယ်တဲ့ကုသနည်းတွေသုံးဆွဲကြတယ်ပြီးရင်တခါပြန်ပြီးရော့ပါသွားတယ်ပေါ့နော်အဲ့တော့အခုချိန်အရဆရာတို့နေပြောမယ်ဆိုရင်တော့ line to line နေနဲ့အစ် ရောက်လာတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့ဒီအချိန်မှာရောက်ရှိနေတဲ့မျိုးစိတ်ကွဲရမှာ ACC နဲ့ GN1 ဆိုတဲ့ Omicron မျိုးစိတ်ကွဲပဲဖြစ်ပါသေးတယ်ပေါ့နော်ဒါကြောင့်မလို့အရင်တုန်းကဒီ Omicron ဖြစ်ထားတဲ့သူတွေကာကွယ်ဆေးထိုးထားတဲ့သူတွေအနေနဲ့ကတော့သိပြီးတော့စိုးရင်စရာမရှိတော့လဲပဲကာကွယ်ဆေးလုံးဝမထိုးဖြစ်ခဲ့တဲ့သူတွေရဲ့နောက်တခါယောဂဘုံမဖြစ်ထားသေးတဲ့လူတွေဒါတွေအရဆိုလို့ရှိရင်အခုချိန်မှာဒီကာကွယ်ဆေးထိုးနှံဖို့ လိုအပ်နိုင်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့နာတာရှင်ယောဂခံရှိတဲ့လူတကြီးရွယ်ဟိုတွေနောက်တစ်ခါဒီကိုခန်အားခုနေတဲ့ဈေးဝါးတွေတောက်သုံးနေတဲ့သူများလည်းမိမိကုသနေတဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဒီကာကွယ်ဆေးထိုးတဲ့မထိုးတဲ့ဆိုတာလေးကိုဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်ပါတယ် နောက်တစ်ခုအနေနဲ့ကတော့အခုချိန်မှာနှာစီးဖျားနာချောင်းဆိုးဖြစ်လာပြီဆိုရင်ကို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 ဗစ် -19 ရောဂါဝင်ရောက်နေတယ်လို့ယူဆပြီးတော့ကာကွယ်တဲ့နှီးစနစ်တွေကိုစနစ်တကျဆောင်ရွက်တင်ကြောင်းဆရာအနေနဲ့နောက်ဆုံးအကြံပေးပြောကြားခြင်းပါတယ်